မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ17ရက်နေ့ရက်နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။လာရှိုးမြို့မှာ MMDA ကလူ9ဦးကိုတေတံစီရင်လိုက်ပါတယ်။နှမောင်မြို့တောင်ဘက်အထွတ်မှာရှိတဲ့စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးသွားပါတယ်။တိကျိန်မြို့နယ်ကိုချင်းကြီးနောင်ဖွဲ့ကဆက်လက်တိုက်ခိုက်သိမ်းပိုက်မယ်လို့ဆိုပါတယ်။ချင်းပြည်နယ်တစ်ခုလုံးရဲ့85ရာခိုင်နှုန်းကျော်လွတ်မြောက်ခဲ့ပြီးသိမ်းပိုက်ရန်မြို့နယ်၃ခုသာကျန်မာတော့တယ်။ မြေချံမြို့နယ်ကြောက်ပြုတ်ရွာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်သိမ်းပိုက်မှုမှာစစ်သားတဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့ပါရယ်ရှင်။ကယန်းမြို့သားနှစ်ပွဲကျင်းပခဲ့တဲ့တီကျိတ်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်လို့အရက်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ငလင်တန်တဲ့မန္တလေးမှာတပတ်အတွင်းဓားတိုက်မှု၂ကြိမ်ဖြစ်ပွားခဲ့ပါရယ်။ဒီသတင်းနဲ့အတူဒီကနေ့နေ့လယ်ခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာကိုကန်တမ်ဘရော MMDA ကအမျိုးသား၅ဦးကိုရာဇဝတ်မှုကျူးလွန်တယ်လို့ဆိုရက်ဆွဆွဲချက်နဲ့ဧပြီလ10ရက်နေ့ကတေတံစီရင်ခဲ့တယ်လို့အမည်မဖော်လိုတဲ့ဒေတာခန့်တအုပ်ကပြောပါရယ်၂023ခုနှစ်ကလာရှိုးမြို့မှာမတိမ့်မှုလူတက်မှုဓမြတိုက်မှုနဲ့ဖောက်ထွင်ခိုးယူမှုတွေကျူးလွန်တယ်ဆိုရက်ဆွဆွဲချက်နဲ့လူရှိဦးကိုလည်းတေတံအမိတ်နဲ့တသက်တကျွန်းစတဲ့ပြစ်ဒဏ်တွေအတိအကျချမှတ်ခဲ့တာလို့ဒေတာခန့်တွေကဆိုပါရယ် တည်ရန်ချမှတ်ခံရသူတွေထဲမှာမြန်မာနိုင်ငံသားအဖြစ်ခံယူထားတဲ့တရုတ်လူမျိုးကျူးဟုတ်ဖေမြန်မာနိုင်ငံသားဖြစ်တဲ့စိမ့်မင်းထွန်းခေဆိုတိပြဝူဝမ်ဆိုးတို့ငါးဦးပါဝင်တယ်လို့ဒေတာခန်တွေကဆိုပါတယ်ဒီနေ့ပြစ်တက်ခံရတာကဗမာလေးယောက်တရုတ်တယောက်ပေါ့နော် အလုံးပေါင်း၅ယောက်ပေါ့၅ယောက်မှာခါရှုရွာက၄ယောက်တရုတ်တယောက်နဲ့ဆို၅ယောက်ကလေရင်ခွင်းမှာပြစ်တက်တဲ့အထင်မှာပါတယ် တေတံပေးခံရတာ၅ဦးတဦးကိုတော့တသက်တကြုံပို့လိုက်တာတရုံနှစ်ယောက်မှာတယောက်ကကြတော့တေတဲ့အထဲမှာပါတယ်တယောက်ကတော့တသက်တကြုံမှာပါတယ်လို့သူကပြောပါတယ်ပြမှုကျူးလွန်သူတွေထဲက၅ဦးကိုတေတံအပြစ်ပေးခဲ့ပြီးအဲ့ဒီထဲကနောက်ထပ်တရုတ်လူမျိုးတဦးဖြစ်တဲ့လေအိုချိုင်းကိုတော့ထောင်တန်းတသက်ချမှတ်ခဲ့တယ်လို့ဧပြီလ10ရက်နေ့မှာပဲကိုကန့်သတင်းဌာနမှာဖော်ပြထားပါတယ်ဒါ့အပြင်မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တိန်ကော်ဝူးကိုတေးတန်ချမှတ်ခဲ့ပေမဲ့နနစ်ဆိုင်ခံခဲ့ပြီးဝူချီမိုကိုတော့ထောင်တန်တသက်ချမှတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ပြမှုကျွလွန်တယ်လို့ဆွဆွဲခံရသူ၈ဦးထဲမှာမြန်မာနိုင်ငံသား၆ဦးနဲ့မြန်မာနိုင်ငံသားခံယူထားတဲ့တရုတ်လူမျိုး၂ဦးပါဝင်ပြီးအသက်30ဝန်းကျင်အရွယ်အမျိုးသား၅ဦးနဲ့အသက်60အရွယ်အမျိုးသားတွေဖြစ်တယ်လို့ဆိုပါတယ်။သူတို့ထဲက၆ဦးကလာရှိုးမြို့နယ်ကဖြစ်ပြီး၁ဦးကတိန်နီနဲ့နောက်တဦးကမုံကိုကဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ကိုကန့်တဲ့ MMDA ရဲ့တရားရုံးကနေပြမှုကျွလွန်သူတွေကိုတရားစီရင်ဖို့အတွက်ရက်ကွက်နေပြည်သူတွေမျိုးမီမျိုးဖားတွေကိုဖိတ်ခေါ်ပြီးတရားစီရင်မှုလုပ်ခဲ့တယ်လို့အများပြည်သူရှေ့မှာပဲတည်တံစီရင်ခဲ့တယ်လို့လည်းဆိုပါတယ်။တည်တံစီရင်ခံရသူတွေအတွက်တရားဥပဒေအရရှင်းနေတွေနဲ့ခုခံခြေပါခွင့်ရမရကိုတော့အသေးစိတ်မသိရသေးဘူးလို့လည်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ9ရက်နေ့ကလည်းကိုကန့်တဲ့မတော် MMDA ထိန်းချုပ်ဒေသဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းမြို့မှာ လူသားမှုအပါအဝင်ရာဇဝတ်မှုကျူးလွန်တယ်လို့ဆွတ်ဆွဲခံရသူ14ဦးထဲကလူ6ယောက်ကို MMDA ကတည်တံချမှတ်ခဲ့ပါသေးတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းနှမောက်မြို့တောင်ဘက်အထက်မှာရှိတဲ့အတန်းဖတ်စစ်တပ်စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးထပ်မံတေဆုံးခဲ့ကြောင်း People Defense Organization နှမောက်မှတာဝန်ရှိသူတို့ကပြောပါရယ်။ဧပြီလ10ရက်နေ့မနက်အစောပိုင်း3:15မိနစ်မှာ နမောင်မြို့တောင်ဘက်အထွက်မှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား5ဦးထပ်မံတေဆုံးခဲ့ကြောင်းလည်းသိရပါဗျ။ရှေ့ထွက်ပြောင်းတဲ့ပစ်ခတ်ချိန်မှာစစ်ခွေးနှစ်ကောင်ကတော့လွင့်ပြီးနေရာတွင်ပွဲချင်းပြီးတေဆုံးတယ်။စုစုပေါင်းတေဆုံးတာ5ဦးတေဆုံးပြီး10ဦးဒဏ်ရာရလဲလို့ကြားပါဗျ။မြို့ဝင်ဂိတ်ဖြစ်တဲ့အတွက် စစ်ကူလာရင်10မိနစ်အတွင်းရောက်နိုင်တာမို့အချိန်အများကြီးမရခဲ့ပါဘူးဒီပွဲဟာအကျန်းဖတ်စာကားစရီကကျွန်တော်တို့နေရာဒေသအပါဝင်မြစ်တိနေရာဒေသကိုမှထိန်းချုပ်နိုင်စွာမရှိတော့ဘဲနေမြေဒေသအသီးသီးကိုတစားနဲ့တစားလက်လို့ရတော့မှဖြစ်တယ်ဆိုတာကိုအသိပေးမိတ်ဆက်အနေနဲ့သာပွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ People Defend Organization နှမောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်အဲဒီဂိတ်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းခေဖွင့်ကခီးသွားပြည်သူတွေကိုအတင်းအဓမ္မငွေကောက်ခံခြင်းပေါ်တာဆွဲခြင်းတွေကိုအမြဲပြုလုပ်လေရှိကြောင်းအင်အားဆယ်ကနန်းသာရှိပြီးပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များမှမီတာ50အကွာအထိချင်းကပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုနှမောင်းမြို့နယ်ပါကာဖာအဖွဲ့နဲ့မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People Defense Organization နှမောင်းပါကာဖာအနေနဲ့ ပြည်သူလူထုနဲ့အတူလက်တွဲညီညီခြိတက်ကနောက်မောက်မြို့ကိုသိမ်းပိုင်နိုင်ရေးစူးစမ်းသွားမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါရရှင်။ဆက်လက်ပြီးချင်းပြည်နယ်တီးတိမ်မြို့နယ်ကိုချင်းညီနောင်အဖွဲ့ကမကြမီဆက်လက်တိုက်ခိုက်သိမ်းပိုင်မည်ဖြစ်ကြောင်းချင်းညီနောင်အဖွဲ့ကတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။ဧပြီလ9ရက်နေ့ဖလန်းမြို့ကိုချင်းညီနောင်တပ်ဖွဲ့ကသိမ်းပိုင်ရရှိပြီးတဲ့နောက်တီးတိမ်မြို့နယ်ကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းချင်းအမျိုးသားကာကွယ်ရေးတပ် CNO CMTF အထွေထွေအတွင်းရေးမှူးစလိုင်းဝီလျံချင်းကဧပြီလ9ရက်နေ့မှာဖလန်းမြို့သိမ်းအောင်ပွဲတိုက်ရိုက်လိုက်မှာတရားဝင်ကြေညာခဲ့ပါတယ်။ချင်းပြည်နယ်ထဲမှာတိတိတ်မျိုးကိုလည်းထပ်ပြီးမှဝင်ရောက်ဖို့ရှိတယ်။2024မှာစစ်ကောင်စီကင်းစင်မှုရည်ရခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြီးခဲ့တယ်။လေးနေရာရခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ် CNO CMTF အထွေထွေအတွင်းရေးမှူးစလိုင်းဝီလျံချင်းကပြောဆိုပါတယ်။ တိတိန်မျိုးနယ်တွင်ခလာရ269တပ်ရင်ဌာနချုပ်လောက်အောက်ခံတပ်ရင်တပ်ဖွဲ့တချို့နဲ့တမ17လောက်အောက်ခံတပ်တချို့ရှိနေတော့လဲထန်တလန်မျိုးရဲ့လုံခြုံရေးနဲ့တွေ့ဖက်ထားကြောင်း CDN ဘူဂျီစင်ယော်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေသင့်သတင်းထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာမြို့နယ်ကိုကူရှိပြီးစစ်ကောင်စီစိုးမိုးထားတဲ့မြို့နယ်၃ခုသာရှိတော့ကဟာခါထန်တလန်နဲ့တိတိန်မြို့နယ်များဖြစ်ကြောင်းထန်တလန်မြို့နယ်မှာမြို့ပေါ်ရက်ွက်လေးခုသာစစ်တပ်ကစိုးမိုးနိုင်ထားတာပါ။ ဒါကြောင့်ချင်းပြည်နယ်ရဲ့ area 80ရာခိုင်နှုန်းကျော်ကိုချင်းတော်လှန်ရေးအင်အားစုတွေကစုမိုးထားကြောင်းချင်းတော်လှန်ရေးအင်အားစုကပြောဆိုထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ပြုတ်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီး9ဦးထဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ကျဲတပွင့်တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခဲကပြောပါရယ်။ဧပြီလ9ရက်နေ့ည9:00အချိန်မြင်းချံမြို့နယ်ကြောက်ပြုတ်ရွာမှာအင်အား30ခန်းနဲ့တက်ဆွဲထားတဲ့ စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်သားတအူးတေဆုံးခဲ့ပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့ကစစ်သားများစခန်းဆွန့်ခွာထွက်ပြေးသွားကြောင်းလည်းသိရပါဗျ။တေတာကတရားဒဏ်ရာရပြီးစေယုံတင်ထားရတာ9ရောက်ရှိတယ်စခန်းဆွန့်ပြီးထွက်ပြေးသွားတာပါလက်နက်တွေပစ္စည်းတွေတိမ်မိတာမရှိဘူးစခန်းကိုတော့မိမရှို့ခဲ့ပါဘူးညပိုင်းဆိုတော့မိမရှို့ပဲပြန်ဆုတ်လာခဲ့တာပါလို့ပြည်သူ့ကျယ်တပွင့်တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းဂရီနီနယ်စပ်ဖေခုံမြို့နယ်တိကျိတ်ကျေးရွာကိုမနေ့ကည7:50မိနစ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ဒေသခံ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကပေါင်100ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ရွာကန်တအုပ်ကပြောပါတယ်အိရှင်လင်မယားကဒဏ်ရာနည်းနည်းရတယ်ပေါ့နော်မစိုးရိမ်ရပါဘူးလက်ရှိအနေအထားကအနည်းကျတဲ့အိမ်တလုံးကအိမ်တော်ပျက်စီးတယ် အင်ရှင်ထိတာနောက်တလုံးကလမ်းတနေချတော့အစားစင်တာလို့တီကျိတ်ရွာကန်တို့ကပြောပါတယ်။မနေ့ကဧပြီလ10ရက်နေ့မှာကြားတဲ့ကရန်အမျိုးသားနေ့အခမ်းအနားကိုတီကျိတ်ကျေးရွာမှာကျင်းပခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကဂလင်ဘေးကဲဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်မြင့်တင်ဖို့အတွက်ဧပြီလ2ရက်နေ့ကစလို့ရက်20ကြာယာယီအပြစ်ခတ်ရက်ဆယ်ရေးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းနိုင်ငံကြော်ဝါမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုစတိုက်ပြုလုပ်နေပြီးကရင်ပြည်နယ်မှာလည်းစစ်ကြောင်းထိုးနေပါတယ်။ပြီးခဲ့တဲ့ဧပြီလ၄ရက်နေ့ကလည်းစစ်ကောင်စီကဖဲခုံမြို့နယ်ပြည်ကင်းကောခုကျေးရွာကိုလက်နက်ကြီးပစ်ခတ်တာနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်တာတွေကြောင့်အရက်သား၅ဦးသေဆုံးခဲ့ရပါသေးတယ်ရှင်။ဒီကနေ့နေ့လည်းခင်ရနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချက်အပြင်းငလင်ကြီးကြောင့်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံနေရတဲ့မန္တလေးမှာတပတ်အတွင်း ရွှေဆိုင်နဲ့အထယ်ဆိုင်ဓမြတိုက်ခံရမှုနမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲ့ဒီဖြစ်စဉ်တွေဟာအမရဘူရာမြို့နယ်စင်ရွာမြင်းမှုကျေးရွာကအထယ်ဆိုင်နဲ့အောင်မြေတာဆန်မြို့နယ်ကရွှေဆိုင်လို့ဓမြတိုက်ခံရတာပါ။ဧပြီလ9ရက်နေ့နေ့ခင်ပိုင်းတနအီဝင်းကျင်မှာစင်ရွာမြင်းမှုကျေးရွာကအထယ်ဆိုင်ကိုတနက်ကိုင်းလူ6ဦးအဖွဲ့ရောက်လာပြီးဓမြတိုက်ရမှာဆိုင်ရှင်ရဲ့ရွှေရယ်တွေဝန်ထမ်းရဲ့လက်ကင်ဖုန်းနဲ့ငွေသားတချို့ကိုပါယူဆောင်သွားတယ်လို့သိရပါဗျ။ ဓမြတိုင်မှုဖြစ်ပွားခဲ့တဲ့စင်ရွာမြင်းမှုကျေးရွာဟာသခိုင်းမြင့်ငယ်ကားလမ်းပေါ်မှာရှိပြီးလူအသွားလာနေပါတယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေဆိုင်ကတော့အောင်မြေသာဆန်မြို့နယ်ဒေါနာဘွားရက်ကွာ58ဂျီလန်း30 F လန်းနဲ့30အီလန်းကြားမှာရှိတဲ့မိုးမန္တလေးရွှေဆိုင်ဖြစ်ပြီးမနစ်ဧပြီလ10ရက်နေ့နေ့ခင်းပိုင်း2နာရီခွဲကဓမြတိုက်ခံခဲ့ရတာဖြစ်ပါတယ်။ဆိုင်ကနဲ့ရောက်ချလာတဲ့အမျိုးသား၅ဦးကရွှေပောင်ကျင်တယ်လို့ အကြောင်းပြပြီးတဲ့နောက်မန်ကောင်တာကိုရိုက်ခွဲပြီးရွှေတွေတွေလှည့်ရက်သွားတယ်လို့သိရပါဗျ။ဓမြတိုက်ခံလိုက်ရတဲ့ရွှေတွေပစ္စည်းပမာဏကိုတော့မသိရသေးပါဘူး။ရွှေဆိုင်ဓမြတိုက်ခံရမှုကိုစစ်တပ်ဝါရဖြန့် Telegram Channel တွေမှာလည်းဖြန့်ဝေထားတာတွေ့ရပါဗျ။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့မန္တလေးမြို့မှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလူရဲမှုဓမြတိုက်မှုလူတက်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားခဲ့ပါဗျ။မြို့လေဘန်တွေ ရွှေဆိုင်တွေဓမြတိုက်ခံရတာတွေလည်းရှိခဲ့ပါရဲ့ရှင်။ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေရှင်။